အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျတော့တောင်ဝေချောင်မြောင်းနဲ့ဟာကြောက်ဘောင်းမိုပြားစလိုက်ချောင်းနဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့တတိပတန်လဲပုံမှာဖွင့်ထားတဲ့ကြောက်ဘောင်းသားမိုပြားစလိုက်ဆိုင်လေးပါဒီဆိုင်လေးကထိုင်စားမရဘဲနဲ့ပါဆယ်ပဲရတာဆိုလို့ရတဲ့မဲလေးတွေကြီးလိုက်ပါအောင်မယ်ဒါကတော့မုတ်လုတ်တဲ့ဦးလေးတွေပါဒါကတော့မုတ်သေးထဲတဲ့ကြက်ဥတွေငုံဥတွေအသီးရွက်လေးတွေပါဒီဆိုင်မှာမိုပြားစလိုက်ကိုအမဲဆက်လေးမျိုးတော်ရပါတယ်မုတ်လုတ်တာလေးကြီးလိုက်ပါအောင်မယ် ိုးတဲ့ကိုမုံနေရထဲတယ်။ကြောက်ခလောက်ထားတာထဲတယ်။ခဲကျင်ဒီထဲတယ်။ဥနီနဲ့စူပုတ်ရွက်ထဲတယ်။အပေါ်ကနေအကျိုးကျော်လေးဖြူပါတယ်။ဂုံးလေးပေါက်ထဲတယ်။ဖုံးအုပ်ပါတယ်။ဒီဘက်ကမုံလေးရလို့ပန်ထဲကိုထည့်လိုက်ပါတယ်။နောက်မို့အတွက်မုံနေရထဲတယ်။ကြောက်ထဲတယ်။ ပဲပြုတ်ထဲပါတယ်အဖုံးဟုတ်ပါတယ်ဗန်နီယာမုတ်ပြားတရက်လေးတွေကတော့စားကျင်စရာလေးတွေပါစုံနေတာပါပဲခုနကလုပ်ထားတယ်ငုံပါတယ်မုတ်ပြားတရက်လေးရပြီဆိုတော့ကလောပြီးတော့ဗန်နေထဲပါတယ်နောက်ထပ်မုတ်တစ်ခုတွေ့ရှေ့ရလို့ပဲတဆင်ချင်းစီထဲပါတယ်အဖုံးအုပ်လိုက်ပါတယ်ကြောက်ကြောင်မပြားတဲ့လိုက်တော့မုံနေရီထဲပါတယ်အသီးရွက်ဆုံးထဲတယ် ကြက်ဥချောင်းလေးထည့်ပြီးတော့ဖုံးလိုက်ပါတယ်။ကျွန်တော်မာထားတဲ့ကြက်ဥတွေငုံတွေပါတယ်။အဖိန်ရတာနဲ့ချိန်ဆက်ရတာမုတ်ပြားတလက်လေးရပါပြီ။ဒီကတော့တစ်ချက်ကိုထောင်ကားကြပါတယ်။ဒါကတော့ခုနကဝယ်လာတဲ့အဖိန်ရတာနဲ့ချိန်ဆက်ရတာမုတ်ပြားတလက်လေးကိုပေါင်းထည့်ထားတာပါ။ဒါကတော့အချိန်ရည်လေးပါ။မုတ်ပြားတလက်ကို အချိန်ရည်လေးနဲ့တို့စားပါပြီ။သူရတာကြောက်ရောင်းမှုပြတဲ့လက်ရည်နီးပါးတော့ထပ်တူမကြပါဘူး အမျိုးလေးတော့စားလို့ကောင်းပါတယ်။အချင်းရတာလေးလည်းအဆင်ပြေပါတယ်။ကြောက်ပရောင်းကလိုမျိုးကြက်ဥတွေငုံးဥတွေအတီးရွက်တဲ့အာလူကျော်တွေလည်းများထက်ပြီးနိုင်ရင်တော့ပိုကောင်းပါပါ။ကျွန်တော်တို့ပဲကြောက်ပရောင်းမှုပြတဲ့လဲစားချင်ကြတူတွေအနေနဲ့ကြောက်ပြောင်းတတိပဌံလဲပုံမှာဖွင့်ထားတယ်။အခုဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။